ုံးပဲမင်္ဂလာပါဒီကနေ့ဖပြပေးမှာတော့ဇာယုသူမမွေအင်လျာရဲ့ညဝေမပေးတော့ဝိထုတုံလေးပဲဖြစ်ပါလေရှင်ခန်းစားနားစင်ပေးပါအောင်ရှင်ငယ်စဉ်ကတော့ဒေါခင်တန့်စင်ဒီဟန်ဆောင်မှုကိုအတော်လေးပဲမုန်းတီခဲ့ဤမူသားမပါလင်္ကာမချောဟုသောစကားကိုလည်းလက်မခံနိုင်ပြီအမန်တရားကိုဖုံးကွယ်ခြင်းသည်ပြည့်မှုတစ်ခုဟုနားလေသည် ဒေါ်ခင်တန့်စင်၏အမိဒေါ်မြချီသည်စိန်ရင်းအဖြစ်ရိုးဖြောင်းသူတဦးဖြစ်သည်သူတစ်ပါးကိုကိုညီလိုစိတ်အမြဲရှိသည်မိခင်အရေးအောက်မှဘိုင်းခေါင်းချပြီးနေခဲ့ရသောခင်တန့်စင်သည် အမိ၏ရိုးဖြောင်းမှုရယုံမှုကိုအားကြအထင်ကြီးခဲ့သည်တခုပဲရှိသည် အမိဒေါ်မြချီသည်သူတပားအပေါ်ကောက်စိတ်ဆင်းလဲခြင်းမရှိလင်ကစားစကားဟရာမှချိုချိုသာသာဖြင့် အမြဲတမ်းတကွက်ချင်ရပြောတတ်ခြင်းမင်းဖြစ်၏အမေနှင့်နီနီကကနေရသောခင်တန်းစဉ်အဖို့တခါတရံအမေကိုအံ့ဩရသည် တခါတရံတော့လေအမေမန်တရားကိုမျက်နှူးသော ခင်တန်းစဉ်နှင့်အမေတော်များကြီးတို့ပရိပခဖြစ်ရသည်ရကကလေးကလှလိုက်တာနော်လက်ရကလေးကလည်းကောင်းအရေးလေးကလည်းတော်တော်ပေးရမယ်ထင်နေမမရရအဖေဝင်နေတခန်းတနာမဟုတ်တော့လေဖုန်ကြီးဆွန်ကျွေးရဲ့တယုံထဲမှာအရာရှိများ သူတို့ဤဇနီးများကိုဖိတ်၍ဧကန်ကျွေးမွေးသည်ဒီနေ့မှပင်အမေကခင်းတန်းစဉ်ကိုပါပန်းလောက်ောက်တည်းရန်ဆင်းပေးသည်ထို့သောဒီလက်ခောက်အချောင်းကိုခင်းတန်းစဉ်ကအစမှအဆုံးတည်ထားသူဖြစ်၍ဒီလက်ခောက်ကလက်ဖက်ပကံကိုခြိုင်ရင်ခင်းတန်းစဉ်ကတစုံတရာဝင်ပေါ့မိအဖို့အမေကအတင်းကြားဖြတ်၍ပြောလေသည်သွားသမီးဟိုဘက်မှာလက်ဖက်အိုးလို့တယ်သွားယူချီဦး ၎င်းကလာရီဆိုခင်ကြီးရဲ့သမီးကဝိချင်းနဲ့ပူဇာရာနဲ့မနေ့ကပဲတိုက်ဆိုင်မှာချက်ချင်းသွားဝယ်ရတာရှေးလိုတော့မဟုတ်ဘူးလေအရင်တလောကပဲများတို့အဖေအမိထားခဲ့တဲ့ရှေးရိုးဒင်ကားပြားရောင်းပြီးသုံးလိုက်တာကျန်တာတွေအဖက်တင်နေဆိုပြီးတော့ဟဲများကတော့လုံမယ်မိဘအမွေတွေချင်ရင်လည်းထင်းထင်းထောင်းလေတော်ချာပျောက်ပျက်ကုန်မယ်ဥစိန်ချင်းလက်ခါကလည်းမနေပါဘူးများတို့မိသားစုပုံပါပေါ့ ွယ်ခင်းကလည်းတေးသားနဲ့သူလာကကအင်စေးရဲ့ရဲ့အဲ့ခံစေးရဲ့ရဲ့ဘမအခွက်စေးလို့လဲခုမှအခန်းလေးရှိလို့သားပေါ့ကွယ်တပတ်ဝိုင်းမှာရွေနေဦးချားရဲ့အမေပြောတဲ့စကားကိုကြားရသည်အမေဒီမြဟန်ဆောင်ပေါင်းကကလားဟုအန်အောမီကဘာကြောင့်ဟန်ဆောင်ပြီးမဆိုင်တာနေပြောနေတာလဲဟုအန်အောမီရနေသည်အဲ့ဒီတော့ကမိဘအမွေပစ္စည်းများအားကိုးစရာမရှိတော့အမေဒီ အဖေလာစားကိုစစ်စစ်စစ်သုံးချစ်ချစ်ပါအောင်ဆိုပြီးတဖက်ကအဖေမသိအောင်မိမြလည်းမသိအောင်ငွေတိုးလေးများပေးသည်ယခုလက်ခောက်တီလဲအဖောက်ခံပစ္စည်းထဲမှလာမီ၍နိုင်တော့သောအပေါင်းဆုံးပစ္စည်းတစ်ခုများသာဖြစ်ပြီးမနေ့တနေ့မှရွှေဆိုင်သွားပြီးအယောင်တင်ခဲ့ခြင်းဖြစ်ကြောင်းခေတ္တစဉ်ကလည်းသိနေသည် အမေသည်မလို့အပ်ပဲဘာကြောင့်ဟန်ဆောင်ပြောရရလဲဟုစဉ်းစားမရအောင်ဖြစ်ရသည် ခင်တဲ့နေသောမှာ ။ဒင်ကားပြမဆိုလားနဲ့ဒူလာလည်းမရှိ။မိမိကလည်းမမခင်ကရင်းနှီးတဲ့တငယ်ချင်းအချင်းချင်းပဲမိမိဘာတွေလျှောက်ပြောနေရလဲ။အမေကအင်းနေရရပြုံးတယ်။ခေတ္တစဉ်ကတော့အမေကိုအထင်ကြီးလေးစားစိတ်ပင်ပျောက်ွယ်လူလူဖြစ်ရသည်။ဘလောက်ပဲရင်းနှီးရဲဆိုပေမဲ့သမီးရဲ့လူဆိုတာကိုယ့်ရဲ့အတွင်းရေးကိုအကုန်ပြောလို့ပဲဖြစ်ပါမလဲ။မိမိတို့မှာဥစ္စာပစ္စည်းပြည့်ပြည့်စုံစုံဖြစ်နေရင်ပဲသူတို့ကသမီးဖြစ်ပေရဲ့ကိုသိန်းတာကို တနည်းတပုံပုတ်ခတ်ကြလိမ့်မယ်လေလူမှုဆက်ဆိုင်ရေးနယ်ပယ်ရေးပြည်ပကကိုခင်တန့်စင်ပထမအဆုံးမှတ်သားရသည်ဒါကတော့မိမိရဲ့ဖိဖိလာကောင်ကြောင့်မှမဟုတ်တာမိမိကြောင့်ထန်လို့ရတာလို့ပြောလိုက်ပေါ့အမေကဒုတိယချင်းပြုံးပန်သည်အဲ့လိုပြောလို့မဖြစ်ဘူးလေတမီးရဲ့သူတို့ကမိမိကိုအလေးစားအခင်မင်းဆုံးနေရာမှာထားကြတယ်မို့လားအမေကတော့မွေတိုးပေးစားတာကိုလည်း လူသိမခံခြင်းပဲဟုသဘောပေါက်ရပြန်သည်ဒီနောက်မှာလူအလွာတစ်ခုတွင်မှထိမ့်သိမ့်ထားရသည့်ဂုံတိတ်ခါနှင့်အထင်ကြီးလေကားဆံရမှုအတွက်အစင်သင့်သောဟန်ဆောင်တိုတိတ်စာနေရပြောရသောအဖြစ်မျိုးကိုခင်တန်းစဉ်မကြမကြကြုံတွေ့ကြသည့်ခဲ့ရလေသည်ဘာပဲဖြစ်ဖြစ်ငယ်ရွယ်တကြွစဉ်လူဘဝသည်တိုက်ခိုက်ရုံငယ်၍ခေါင်းဆဲအချိန်မှာတော့ခေတ္တစဉ်ဖို့အဟံဆောင်မှုအီကိုနေကိုတတ်နိုင်သမျှအခွာချနိုင်ခဲ့သည် စိတ်တော်မနောကောင်းခြင်းဖြင့်ပွင့်လင်းစင်ကြယ်သည်နီလဲဂုံတပါဟုခံယူจิตသုံးခဲ့လေသည်အသက်40ကျော်စားအရွယ်ဒေါ်ခင်သင်ဘဝမှာတော့အထွေထွေတွေကအတော်လေးဆုံးလင်းခဲ့ပြီလीအခြေချအစဖြစ်သောဘဝကိုမိတို့ထိမ့်သိမ့်မှတ်ထားရသည်ဆိုတော့ကိုလဲတမင်တကာမဟုတ်ပဲအလိုရောက်တချွန်ခဲ့ပြီဖြစ်၏လူဆိုဒီမှာရုံးကန်လုံးရှားရသည့်အရွယ်ကိုလုံမြောက်လင်းတည်ငြိမ်ရင့်ချက်ရမည်မို့လား ဘဝကိုအစမှပြန်စားဖို့ဆိုဒီမှာလက်တွဲပဲမလွဲရှိနေစေအချိန်ဒီမှာပြည့်စည်ရွယ်ရွယ်ချင်းမရှိအောင်ထိမ့်သိမ့်ပူမှသာ လုံစွာမှအရေးကြီးသည်ယခုဆိုဒေါ်ခင်တစင်မှာကိုတိုင်ကအများကြီးညိုလေးစားရသောအရာရှိတရားခင်မုံမှလည်းအတော်အသင့်ဩဇာအာဏာရှိသောအကြည့်ခဲ့တရားတင်ညာရေးအဖြစ်အများနဲ့တန်းတူလိုက်နိုင်သောသားသမီး၃ယောက်လည်းရှိနေပြီနေပြောထိုင်ပြောသောအင်္ဂန်တကန် တင်းတင်းလျောက်ပတ်သောအတုံးချောင်များလည်းရှိနေပြီ ထိတ်ထိတ်ချင်းလူအလွာများပဲလေမိမိရောက်နေသောအနေထားသည်ခြေနှက်စရာအပြည့်ပဲတခုတော့ရှိသည်ဒီလိုအချိန်နဲ့ရောက်အောင်တစုံတရာညီချင်းနှာချင်းပို့ဆောင်ပေးခဲ့သည် မဟုတ် တစင်ပင်တစင်စူးစားမှဒီလာခဲ့ရသည်ဖြစ်သည်တနည်းအားဖြင့်တော့ပိုပြီးတမိုးထားရသည်ဆိုပါတော့ယခုဆိုရင်တည်ငြိမ်သော အိမ်နောက်တစ်ခုအဖြစ်သူတို့ဂျင်လျာအတိုင်းဝိုင်းမှာဂုံယူစွာရက်တီနေထိုင်ပြီးဒေါခင်တင်စင်ကိုလည်းဘဝတူအမျိုးသမီးတွေကမမအန်တီအန်တီနဲ့တလေးတစားရှိနေကြရပြီသူခင်မဦးကျော်စိုးကိုဆိုရင်လည်းဂုံချက်တည်းရှိလူကြီးတရာအေးစိမ့်၍အေးချင်းရှိပြီးအိမ်တောင်ကိုနိုင်နေသောဇနီးတယောက်၏လင်ယောက်ျားအဖြစ်အများကအားကြချီးကျူးခြင်းပြုနေရလေသည်ဘာလို့ဒေသနီး လူအများရှိမှအိန္ဒိယရပြုံးပြတတော်ဒေါခင်စင်တယောက်တစ်ခါတခါတော့လေတယောက်တည်းပြုံး၍နေတတ်လိမ့်အဲ့ဒါပဲကြည်တော်မမရဲ့ဒီလိုလုပ်နေတာဘေးမိမကခံနိုင်ပါလဲတည်ရသားနဲ့ခံနေရတယ်မို့လားတယုံလုံးကလည်းသူတို့အကြောင်းသိနေကြတော့သမဖြစ်သိရှက်တာပဲတော်တော်ပြောသမျှကိုဒေါခင်စင်ကတည်ကြည်နေနေနားထောင်နေသည်ငွေရွယ်ညွပြိုစင်အချစ်စိတ်သဝင်တိုးစိတ်မာနစိတ်ကလေးများဖြင့် ချိန်မခဲနိုင်ဖြစ်နေသောတော်တော်ကိုဒေါခင်သစင်အပြည့်အဝနားလည်လေ့ရပါ၏ရုံးသူရုံးသားအချင်းဆိုတော့ရင်းရင်းနှီးနှီးပြောကြဆိုကြနောက်ချပြောင်းညတာရှိတတ်ပါတယ်ငါညီမရေအလို့ရထားပြီးဖြစ်သောနှစ်သိစကားများအနက်အစ်စ်တော်ဆုံးဖြစ်မိထင်ရသောစကားတစ်ခုကိုဦးစွာပြောလဲရသည်တခါတည်းအကုန်ပြောလို့လည်းမဖြစ်နောက်ထပ်ပြောစရာမရှိမှဆို၍ခြံထားရသည်တော်တော်လေးဒီလောက်တော့နားလေပါတယ်မမရေး အခုဟာကလုံငုံလုံလုံးပါလေရုံဆင်းရင်လဲကားနဲ့အိမ်ပြန်လိုက်ပို့ရသေးတယ်အဲ့ဒါကရောကဲလမ်းကြုံလို့ဖြစ်မှာပေါ့ခွဲဒါကတော့ကမန်းကနန်းပြောဖြစ်တယ်မမကလည်းလင်းစမ်းကြောင်းနဲ့တောင်းမွေဘလို့လို့လမ်းကြုံမှာလဲဘာလဲမမကတခါတလေနောက်ချလို့လိုက်ပို့တာနေမှာမို့လို့ပြောမလို့လားမဟုတ်ဘူးမမရဲ့တရက်တစ်ချလောက်လိုက်ပို့နေတာအခုတော့တရုံလုံးကလည်းပြောကုန်ကြပြီစမဘလို့လောက်ပါမလဲဒေါကင်းသိန်းစင်မျောလင်းထားတဲ့အတားနောက်ဆုံးမှာတော့တော်တော်ငိုလိမ့်ပြီ။ မိမတို့ဟိနောက်ဆုံးထပ်ပေါက်ငိုခြင်းမဲမလားခဏလေးတော့စောင့်ကြည့်နေလေသေးသည်သူထင်သည့်အတိုင်းတော်တော်ဆိုသည့်မင်းကလေးသည်သူ့မျက်ရည်ကိုသူ့ဘာသူတုံနေသည်သိပြီးတော့နဘူးနစာတော့မလုံနိုင်အောင်ညီမကြီးတော်ကြအရွက်တိုက်နေဦးမယ်ယောက်ျားဆိုတာနားဖို့ရင်မချိုက်ဘူးမှမလားချိုချိုသာသာပြောကြည့်မမကလည်းကိုကိုကိုပြောပြထားမယ်တခါတခါမမတို့မိမတွေပြောတာကယူမဆိုင်ပေမဲ့တို့တို့ယောက်ျားချင်းပြောရင်တကုံးပဲကွယ် တတော်တီတရေအိတ်တွေမှာခရင်ဖတ်ဖို့ကိုထောက်ကသူ့မျက်နှာကိုပြန်၍ပြပြနေ။အခုပါလေမမရင်ဒါပေမဲ့ကျမဒီကိုလာတိုင်နေလို့တော့ပြန်မပြောပါနဲ့နော်။ကြောကြာအထက်အရာရှိကိုတိုင်ရမလားဆိုပြီးစိတ်ဆိုးဦးမယ်။အကိုကြီးကလည်းကျမပြောလို့ဒါတိတာမျိုးမဖြစ်ပါစေနဲ့နော်မမ။ခေတ္တစဉ်ခေါင်းတစ်ချက်ချက်ညှိနှိမ်မိသည်။အင်းလေနောက်ဆုံးမော်ဒီလိုလေးဖြစ်ရမှာပေါ့။အိမ်ကမပြုတ်ခွဲခြင်းလို့ဤအမျိုးနဲ့စူးစမ်းချရတာတနာစရာပဲ။ အချစ်ချောင်ပဲဖြစ်ဖြစ် ကိုခမိကိုနေရလိုပဲဖြစ်ဖြစ်လက်မလို့ခံနိုင်ခြင်းတို့ကတထစ်လျှော့ရအမဲစေမင်းစိတ်ချစိတ်ချအဲ့ဒီမိန်းကလေးကိုလည်းတနည်းနည်းနဲ့တတိပေးရင်ရပါလေခွဲမြမကရန်နေပါလေတော့မတွေ့နဲ့နော်မသိချင်အောင်ဆောင်နေဟုတ်ကဲ့ပါမမရေတော်တော်ပြန်သွားတော့ဒေါ်ခင်တစင်တပြင်းကိုခေါ်ပြီးရှိုင်မိလေသည်ဒီအချောင်းခင်မွန်းတယ်ကိုပြောပြောရင်မိမရိမာနာဘမတမန်ရောရအောင်မီဒါပေမဲ့လေသူများကိစ္စပဲ ပြီးတော့ရုံးမှဆိုတော့သူ့တာဝန်ရှိသည့်အတိုင်းပြောပြရင် သူ့တိတ်ခါကိုတင်ပေးသည်မလို့သဘောချလိမ့်မည်။တော်ခင်းတင်စင်တို့လင်မယားမှာစကားကိုအတင်စီမခံတတော်တော်တော်လို့မှမတည်သေးပဲကွယ်။ညညဆိုရင်၁၂နာရီတစ်ချက်မှပြန်လာရမှာပါ။ယောက်ျားမပြန်မလာချင်းဘယ်မိမကအိပ်ပြောပါမလဲမမကြီးဤနေ့ချင်းတွေရလဲမေးလာပြီပြန်လာပြန်တော့လဲမုံမုံယွယွနဲ့သူများအိမ်ချီမှရောက်လာတယ် စစ်စစ်ပူပူလောက်တော့တာပဲထော်ကင်းစင်းကအပြုံးမပြတ်နားထောင်နေနေသည်သူတို့ရင်ထဲမှာရှိသမျှပြောလဲရရင်ခြေနဲ့ထွားကြတာပါပဲထော်ကင်းစင်းကို သူတို့ယုံကြည်ကြလေသည်ပြီးတော့လေးလေးစားစားအားထားကြသည်ပြဿနာအချို့ကိုလည်းမောင်မမမတ်ဖြေရှင်းပေးနိုင်ခဲ့သည်ကိုအမျိုးသမီးများအခွင့်အရေးကာကွယ်ဆောက်ဆံရေးအသင်းဖွဲ့ရင်နောက်မှာထော်ကင်းစင်းကိုဥက္ကဋ္ဌခံစားမိမလားမသိဘူး သူမူပြီးပြန်လာတဲ့အခါမှာတော့သွားပြီးမဆိုလိမ့်နေနဲ့ညီမကြီးအသာလေးသာညင်းနေလိုက်ခွန်းထုတ်ပြန်နေလို့ကတော့ကို့အထိပဲအရှုံးဖြစ်နေမှာဒေါက်ကင်းတင်စင်ကဝိုင်းရင်ဆရာမကြီးလေးထန်အဖြစ်ဖြစ်ပြောပြလိုက်သည် အမလေးဟုတ်လေလေမမကြီးမနေ့ကရောလေပြုံးပြုံးကြည့်နေအဲ့ဒါကြောင့်ပြောတော့ဗောညီမကြီးအဲ့လိုချစ်ချင်းလေးလေးရှိနေတဲ့အခါမှာကိုလိုရာတွေကိုပြောပေတော့သူတို့မူလာရင်ဘာမှပြောမနေနဲ့ခေါင်းကမုံမသာပြုစုပေးလေနောက်မှသူတို့ဘာဖြစ်လာလဲဆိုတာပြောတဖြည်းဖြည်းနဲ့တိမ့်သွင်းယူဖို့ သူပြောလို့လေဒါမျိုးကကိုယ်တိုင်ပြုတ်ပြမရတော့မို့လားဟုတ်မှာပါမမရင်နောက်ခုလို့ပြောလေပိုးဆိုးလေဖြစ်နေတာစိတ်ရှည်ရမှာပဲညီမဒါပေမဲ့ဒီလိုနဲ့ပဲတတလုံးတောက်သွားသူတွေလည်းရှည်ရင်နော်ရရဲ့အောင်မမခွန်ဝန်ဒီမို့မတင်မချပြန်ပြောရသည်အင်းလေရက်တော့တယ်ရက်ပြတ်တယ်ဆိုတော့ကိုယ်တိုင်ပြုတ်ပြမရတော့မျိုးမို့လားအေးချီတာကကိုယ်အိမ်တော်ကြီးမှာစိတ်တန်းတော်တော့ဖြတ်တန်းနိုင်မို့ပါပဲဟုတ်ပါတယ်မမရင်မမပြောသလိုပဲ သူ့ဘာသာမုန်းစင်မုန်းပါစီစူစူပူပူမဖြစ်ချင်ပါဘူးရှက်လဲရှက်ပါတယ်ကိုဘကစိတ်အေးတိုက်ပွဲနဲ့အောင်မြင်ရလဲရှိပါတယ်မိမကိုချစ်တဲ့သူပဲကွယ်ငါဘောအနုနာခံစားနေဆိုပြီးစင်ကြင်လာမှာပါမမလေးပြောပါဦးမေးဒေါခင်းသင်းသင်းသင်းအတွေ့အကြုံရင်ချက်တော့ဟန်ပါအဖြစ်ဖြစ်ပြောလိုက်သည်သူရှိမှလာထိုင်သောမိန်းကလေးကသူ့ရုံမှဝန်ထမ်းတယောက်ဤမိန်းမဒီတော့ကိုတပည့်သားမို့ကိုတိုင်းပြောကြည့်လို့လေရမည်ဟုနင်းနေမျောလင်းနိုင်သည်သည်ဟုတ်ပါတယ်မမရင် မကျေးဇူးလေးရှိတော့သူမမပြောရင်နားထောင်ပါမှာပြောပြပါအောင်တော့မမအေးပါကွယ်ကောင်မလေးလောလောဆယ်စိတ်အေးသွားပုံရသည်ရိုရိုတည်တည်နဲ့အင်းလုံးလေးများပင်လှုပ်ပေးသွားလိုက်သည်သည်ကောင်မလေးပြန်သွားတော့ဒေါခင်တစင်ကိုပါသာခြေနှက်စွာပြုံးမိနေပြန်သည်ကိုရာချာလောက်စားကိုစားရင်တော့ဘုံမမရင်မဟုတ်ဘူးလားမပေးရဘူးလို့လည်းမပြောပါဘူးတလားကို100မျိုး200မျိုးထုံမမရပါတယ်မင်းဒီလောက်ကဒီလောက်မရိုင်းပါဘူး အခုကသူကလုံလုံလုံနေသူ့မိဘမှသူ့မိဘဖြစ်နေတယ်မမရေနေနေတို့မိဘတွေကြတော့ဗဆက်မပါလာကြနေရမယ်ဒေါ်နဲ့မောနဲ့ပြီးတော့တပန်ဝတ်နဲ့ပလတ်နဲ့ပြောနေတော်နေနေကိုကြီးကဒေါ်ခင်တစင်မျက်စီထင်းမှာခင်မုန်းဖြစ်သူမိဘအဆွေမိုးများကို ကွက်ခနဲ့မြင်အောင်မင်းဒီတို့တော့အချိန်မီအင်းဒီရရမင်းပြုံးပြနိုင်လိမ့်ဒီကိုအချင်းချင်းချစ်လို့ယူကြတာပဲ ။ဆွေရင်မျိုးရဲ့ကိစ္စဆိုတာမပြောကောင်းဘူးညီမရဲ့။ငားစရာတွေဖြစ်လာတဲ့တယ်။သူလည်းကိုယ့်အင်အချင်းဒီကိုတိမှာပေါ့။ဘာပဲဖြစ်ဖြစ်နှွယ်နီလုံးမှာလောင်းရတယ်မော်လား။စကားကိုထင်းထင်းသင်းသင်းပြောလိမ့်နိုင်။အဲ့နောက်သက်ချင်းရင်မေဖြစ်တော့တော်ခင်တစင်ကဒီများတော့ရင်ချက်ရမယ်လေ။လောက်တော့လောင်းရတော့ပေါ့မမရဲ့။ခုမှအိမ်တော်စားကြတာရှိသေးတာကိုဒါပေမဲ့နှွယ်နီတို့မှာဘာမှအခြေတကျမရှိသေးဘူး။ဆူရဆောင်းရထိရအောင်မယ်လေ။ သာသမီတွေရကြတော့ဘလို့နေကြမလဲဆန္ဒမစိုးပါနဲ့ညီမရေအဲ့ဒီအချိန်ကျတော့လေအလိုလိုကို့ဘောဖြစ်လာပါလိမ့်မယ်အခုချိန်မှာကို့ဘက်ကစကားလွန်သွားရင် ကို့အဆိုးဖြစ်ပြီးအမြင်လွဲသွားနိုင်တယ်ကိုကလိုင်းလျောထားရင်ကို့ဘောညာလာမှာလေနန်သားထိမပြောရတော့လေအစဉ်ပြေဆုံးဖြစ်မိထင်ရတော့အကြံဉာဏ်ကိုသာပေးရသည်နှစ်ဖက်လုံးကိုခင်မင်သူမို့သူတို့အိမ်တော်ရင်မှာ ကစင်ကလာဖြစ်မှာကိုလည်းမလိုလားတာအမှန်ပဲမယူခင်ကချက်ကြတာတခြား ယူပြီးမှမျှော်မမရသောပြဿနာတွေဖြင့်သဘောမကျစရာတွေကြုံလာရတာတခြားပင်ဒီလူနှင့်ယူ၍ဒီပြဿနာကြုံရသည်ဟုထင်စရာဖြစ်တော်လဲတခြားလူနှင့်ကတခြားပြဿနာမရှိဘူးလားဟုပြောနိုင်လိမ့်မည်မလားယဉ်ကျေးမှုတစ်လက်ဖြင့်တင်းချက်သွားထိမ့်ချုပ်ထားခြင်းမရှိသောနိုင်ငံများမှအိမ်တော်ရေးကိုစိတ်ထင်နိုင်ပြောင်းလဲရတော်လဲဒီလိုပဲပြဿနာအထူးတွင်နေကွဲခြားအလွဲရပြန်နေသည်ဟုတ်ပါမလားမမရဲ့နေနေဖြစ်မိဘစကားနားမထောင်မင်း ူ့ကိုယူမိတာအခုတော့ကိုမိဘကလည်းပြောစရာဖြစ်နေမှာမို့မမရင်မိဘကိုပြန်ပြီးမျက်နှာလှုပ်ချင်တာတော့မလုပ်ရမင်းဟိုဒေါ်လောကဆိုအိမ်မှာဘာမှလည်းမရှိပါလားဆိုပြီးအမေကတော့ဘကအဟောင်းတဆုံးလာပေးသွားသေးတယ်မမရဲ့အိမ်တော်မြတ်စွာဆိုတာဒီလိုပါပဲညီမရေမမတို့ကလည်းအစကဘာမှမရှိပါဘူးဟောအခုတော့ကိုကိုကိုရိုင်းကသူ့အိမ်တော်သူစိတ်ဝင်စားလာပြီလေဒါသမီးတွေရလာတော့လိုအပ်တာလေးကိုလေသူကိုယ်တိုင်ဝယ်ချမ်းပေးတာ စင်ကကိုကလာရောက်ပြီးတော့ဘသူကမှလည်းဘာမှမပြောတော့ဘူးအချိန်တန်တော့ကိုလက်ကိုချီပဲကွအမကိုတိုင်းလည်းအလုပ်ရှိတာကိုမင်းဒီလည်းအလုပ်ရှောက်ထားတယ်မလားရမှာပါကွအဲ့ဒီကြတော့လေကိုလာကားနဲ့ကိုမိဘပြန်ကြတော့ရင်သူဟာကြီးမျိုးမှာအခုချိန်မှာဘာမှတော့မပြောနဲ့တော်ကြအပြန်လန်လက်ညှိုးထိုးစရာတွေဖြစ်နေမယ်အရေသူတို့ဤမခန့်ချင်းစဉ်တွေ့ဝေစိတ်ကလေးများသည့်ခေတ္တများသာငြိမ်ဝေသွားတော်သည့ ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာသူတို့လင်မယာချက်ချက်ခင်ခင်ပျော်ပျော်ရွှင်ရွှင်ဖြစ်သွားလိမ့်မည်ဟုဒေါက်ခင်တင်စင်ကယုံကြည်သည်ပြဿနာဖြစ်၍ရင်လောင်ဖွင့်သောမြောင်ထိုးပင်ကစကားတွေဖြင့်ဖြေရှင်းပေးလျင်တချိန်မှာလင်မယာသာမိမိတော်မိမိကိုကအပြစ်ဖြစ်ချာမည်ကိုဒေါက်ခင်တင်စင်ကသိနေသည်မြမစကားပုံကအင်နာမှုဖျားတည်ဟုဆိုသည်မလားနွေနီပြန်တော့မယ်မမရုံးကပြန်ရောက်ခြင်းနွေနီကိုမမြင်ဘဲသွားနေတယ်လဲဟုဆိုအောင်မယ်ဟုတ်တာပါကွယ် မင်းဒီတယောက်မချိန်နဲ့သည့်အမူအရာကလေးတွေပြောင်းပြီးအိမ်မောကခက်သက်သောဆွေးနွားသည့်ကိုပင်ဒေါခင်သည်စင်ကပြုံးပြေးကြည်နေမိလေသည်။အော်တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့ကခွေယူမေးအိမ်မှာနန်းနာနေနေနေမေးဟုစိတ်ကူကမှဘလို့ကဘလို့အိမ်တော်ကြီးအတိုင်းမင်ခင်မိမကြီးအဖြစ်ဆောင်ရွက်နေရပါလေ။မချာမီခင်မွန်းတဲ့နေ့တာသည်မီများပြန်ရောက်လာသည်။ဒိတ်စိန်ညီတဲ့နေသောအင်္ဂလီမှာအတော်ဝင်လှုံရှားလာသည်။တာသည်မီတွေကအေးချစားချတောက်ချ ဂီတာတီးကြ၊တီဗီတီးကြ။စာချက်စာနဲ့ပြောစရာပါပဲကွ။ဒီလိုအချိန်ကြီးရအောင်ဖန်နီးလာရတာနှစ်20ရှိပြီပဲလေ။ဒေါကင်တင်စင်ကဝတရားမပြတ်သားသမီးများအတွက်ထမင်းပွဲပြမင်းကိုကိုအတွက်အမီးနဲ့ရေခွက်ကကိုချပင်ပြုံးနေမိသည်။နွေနီတို့တော်တော်တို့ကဒီလိုအေးချမ်းတာရသောဒေါကင်တင်စင်အိမ်ောင်ရေးကို အထင်ကြီးကြသည်။တခြားလူတွေကလည်းလေးစားကြသည်။သားသမီးတွေကလည်းကြည်နူးကြသည်။ အင်းလေဘသူတိတာမလို့အတီးကြံလာစွာသော ကုံဆုံးခဲ့ရသောညရီစိန်ကားမောက်မာသောစကလုံးနေချာမှချုပ်ထိန်သိမ့်စေခဲ့ရသောမာနာရီပြင်းထန်ပောက်ကွဲသောရံပွဲတွေကိုအန်ကိုတင်းတင်းကျပ်ကျပ်မှကြာဆင်းခဲ့ရသောမျက်ရည်တွေအခုတော့တယောက်မျက်နှာကိုတယောက်မတွေ့ချင်းမြန်မာလျက်တအိမ်ထဲမှာအထူးနေမျက်နှာချင်းမဆိုင်မိအောင်ရှောင်ထိန်နေရသည့်အဖြစ်ဒါရီတမီရီ ချွေရည်မျိုးရည်ကို မပြောမဖြစ်ရုံနဲ့အိမ်ဒီရရဖြေရှင်းဆောင်ရွက်နေရသည့်အချိန်ဤစကားနှင့်ရန်စဲလန်းစဉ်ဖြင့်သားသမီးတွေစိတ်ထက်မထိန်မအောင်ဆံပြအိမ်တော်ကြီးလိုဟန်ဆောင်ကစံကန်ထားရသည့်အဖြစ်ကိုဘသူသိနိုင်တော့မလို့လို့ဒေါခင်တင်စင်ကတော့ပြုံးပြရင်ပြုံးမိနေသည်မမွန်အင်ဒီယာရုပ်ရှင်အမြုတွေမဂ္ဂဇင်းအောက်တိုဘာ1984ဇလန်းလေးလေးပြီးဆုံးပါပြီရှင် ားဆင်မိတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်